အကံရောက်ပြီဆိုရင်လောက်ကိုတော့စားကြည့်ရမယ်မြန်မာဘူဖေးထမင်းဆိုင်ထဲမှာဥစည်းဆင်းအုပ်ဘူဖေးထမင်းဆိုင်တွေလည်းအပါအဝင်ပဲဖြစ်ပါတယ်ဟင်းအမျိုးအစားပေါင်း40ကျော်ကိုတည်ခင်းထားတဲ့အပြင်ယာရီဘောအများအရွက်တုပ်လေးတွေကိုလည်းတည်ခင်းပေးပါသေးတယ်ခင်ဗျာခုလိုမျိုးမြေဦးလေးတွေနဲ့ချက်ထားတဲ့အသားဟင်းအီးအီးဆက်ဆက်လေးတွေကြောင့်ပိုပြီးမှခရင်တွေ့စေပါတယ် စေရနာထက်တန်ပြီးအရာရာရှိရှိချက်ထားပေးတဲ့ဟင်းတွေကတလို့ဆိုတလို့အရာရာရှိစေပါရယ်ခင်ဗျာအညာဒေတာကဟော်ဒီဆိုင်တွေကိုရောက်ပြီးဆိုရင်ဝက်တာနဲ့ပုံရည်ကြီးချက်ထားတဲ့ဝက်ပုံရည်လေးကိုစားခဲ့ဖို့မမေ့ပါနဲ့နော် ုလိုမျိုးဟင်းတွေအစုံကိုထည့်ပြီးတော့တစ်ခါတည်းနေပြီးစားရတဲ့အရာတာကအလွန်ကိုမပဲအရာတာရှိလာပါတယ်ခင်ဗျာအင်း ပုံရင်ကြီးနဲ့ချက်ထားတဲ့ဟော်ဒီဝက်သားလေးကအစီတုံးဖြစ်ပေမဲ့ကိုက်လိုက်တဲ့အခါအီအီဆက်ဆက်လေးနဲ့မအီစေပဲအရတာအတော်ကုန်မှရှိပါတယ်ရည်ဘောမကြီးရွံ့နှုတ်ကိုတုတ်ထားပေးတဲ့အတုပ်လေးကိုလည်းစားခဲ့ဖို့မမေ့ပါနဲ့နော်။ လက်ပံကောင်းနဲ့ပုံရည်ကြီးရောချက်ထားတဲ့လက်ပံကောင်းပုံရည်ကြီးချက်လေးကလည်းချင်းချင်းဖန့်ဖန့်ချူချူခါခါလေးနဲ့အလွန်ကိုပဲ green နေစေပါတယ်ပုံရည်ကြီးတော့ကလည်းမပါမဖြစ်ပေါ်ဗျာပုံရည်ကြီးတော့ပုံရည်ကြီးလေးဆက်တဲ့ခင်းနေစားခဲ့ဖို့မမေ့ပါနဲ့နော် ်ထားတာရပ်ပိုင်းလေးပဲရှိသေးတယ်။ဦးစီဆင်းအုပ်ဘူဖေးထမင်းဆိုင်လေးကိုပတ်စားကြည့်ဖို့ပြောရင်းနဲ့ပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါရခင်ဗျာ။